မိုင်းယန်းခရိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဤဝန်ထမ်းသားသမီးများပညာသင်စေထောက်ပံ့ပေးရခြင်းအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းယန်းခရိုင်မိုင်းယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ2025-2026ပညာသင်နှစ်အတွက်ရုံးဝန်ထမ်းသားသမီးများပညာသင်စေထောက်ပံ့ပေးရခြင်းအခမ်းအနားကိုဂျွန်လ18ရက်နေ့နေ့7နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဥစွာခန်းနာတွင်မိုင်းယန်းခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှုဦးလင်းတန်းက2025-2026ပညာသင်နှစ်အတွက်ရုံးဝန်ထမ်းသားသမီးများပညာသင်စိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍အဖွင့်အမှားစကားပြောကြားခဲ့ပါသည်။ထို့နောက်ရုံးဝန်ထမ်းသားသမီးတက္ကသိုလ်ဆင့်အထက်တန်းဆင့်အလေတန်းဆင့်မူလာတန်းဆင့်မူလာတန်းကျူဆင့်စုစုပေါင်းကျောင်းသားကျောင်းသူ25ဦးတို့အားထောက်ပံ့ငွေ8,600ကျပ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နဲ့ဦးဆိုင်လှိုင်ခမ်းမှတီးခြားထောက်ပံ့ငွေ3000ကျပ်စုစုပေါင်း8000 8000ကျပ်ကိုခရိုင်အုပ်ချုပ်ရေးမှူးဦးလင်းသက်နဲ့ဇနီးဒေါ်နွယ်နီဝင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမန်ကိုဟောနဲ့ဇနီးဒေါ်နင်ခိုတင်ထေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စင်ဦးတို့မှအသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။